ပြည်သူအချစ်တော်မင်းသားမင်းမကုန်အချောင်းပေါ့ဗျာသူ့ရဲ့အသားနဲ့တမီစီရင်တက်နေရတယ်အသက်ဆိုးရင်ရတယ်ပေါ့နော်။ဘာယောဂါတွေဖြစ်ချားလေးတော့ကျွန်တော်နေနဲ့တိချာမသိရဘူး။မင်းမကုန်အချောင်းကိုပြောမယ်ဆိုရင်တော့နော်သူတို့မျိုးရိုးစင်ဆက်ကနေတကယ်ကိုမှအတိုင်းမီအပေါ်မှာသစ္စာရှိပြီးတော့အော်ပြည်သူတွေနဲ့အတူရက်တည်လည်းမြင်သားဖြစ်တယ်။ရေဘောစီမဟုတ်ဘူးနော်။အာနာသိန်းတုံးကလက်သုံးချောင်းပြပြီးတော့နောက်ရက်ဆိုပျောက်သွားတဲ့လူတွေလည်းမဟုတ်ဘူး။ဆိုတော့အခုမင်းမကုန်ကတတိယနိုင်ငံကိုရောက်ရှိသွားပြီဖြစ်တယ်။ ချုပ်သူတွေကတော့ online ပေါ်မှာအားချောင်းနေလို့ပြောကြတယ်ဒါပေမဲ့မင်းမုံကကိုရင်ကအခုကောက်ယောဂါဖြစ်ပြီးအောက်ပိုင်းတည်သလိုဖြစ်နေတာဗျာနော်သူကိုရင်ကဒါပြည်သူတွေအထက်နော်အလူငွေတွေကောက်ပြီးတော့သူ Facebook ကနေ monetization ပဲဖြစ်ဖြစ်ဗျာသူအနေနဲ့တချင်းတွေပွဲတွေဆိုပြီးတော့ဒါအလူငွေကောက်တယ်နော် campaign တွေအများကြီးလုပ်တယ်ဒီကနေတစ်ဆင့်ပတ်ဆိုင်ရသမျှကိုသူကနော်ဒါ80ရာခိုင်နှုန်းလောက်ကိုအကုန်လုံးဒါ online ဘက်မှာပေါင်းဝင်ထားရတယ်အခုသူရဲ့သားနဲ့သမီးကလုံးဝစွာမနေမကောင်းဖြစ်ကြတယ်။တယောက်တည်းမဟုတ်ဘူးနှစ်ယောက်စလုံးနေမကောင်းဖြစ်ကြတဲ့အခါမှာတချို့လူတွေက စိတ်မကောင်းတာကဘာပြောကြလဲဆိုတော့မင်းမို့ကုန်းကပေါ့နော်အခုလိုမျိုးဒါအလူငွေတွေကောက်ပြီးတော့တော်လိုင်းရေးတဲ့ဖို့တွေထောက်ပါတယ်ထောက်ပါတော့တော်လိုင်းရေးတွေများစွာလှုပ်ကြတယ်လှုပ်ကြတဲ့အခါမှာအခုလိုမျိုးတော်လိုင်းတဲ့ဖို့တွေတီးကြတယ်နော်ရာနဲ့ချီတီးကြတယ်စကောစီတဲ့ဖို့တွေရာနဲ့ချီတီးကြတယ်အဲ့ဒီဝတ်တွေကသူ့ရဲ့သားနဲ့သူမီးစီပြန်လာတယ်နော်မင်းမို့ကလည်းအခုလိုမျိုးဒါကြားမိုင်းမကောင်းဖြစ်နေရဆိုပြီးတော့ပြောစပြောကြတာကိုတော်နေနေတွေ့ရတယ်အဲ့အင်မတန်မှစိတ်မကောင်းဖြစ်မိပါတယ် မမုံကုန်းကိုရဲကလည်းအတော်လေးကိုခန်းစားနေရမှာတော့အသေးချပဲမမုံကုန်းကတော့ပြောထားပါတယ်ဘသူတွေပါပြပြကြီးမဆိုင်ဘူးကျွန်တော်ကတော့အဆုံးတိုင်အောင်ပြည်သူတွေနဲ့အတူတူရက်တည်သွားမယ်လို့ဆိုထားတာဖြစ်ပါတယ်ကျွန်တော်ဟာအသက်တာမသေးပေမဲ့အခုဘုံကျဲခနေရတဲ့ပြည်သူတွေတိုက်ပွဲဝင်နေကြတဲ့ပြည်သူတွေနဲ့အတူတူရှိနေကြောင်းစိတ်ကအတူတူရှိနေကြောင်းသူ့အနေနဲ့အသက်မသေးရင်တင်းတစ်ခုပဲရှိကြောင်းကိုပြည်သက်တွေကိုရင်ဖွင့်ထားခဲ့တာဖြစ်ပါတယ်ဗျာမမုံကုန်းမိသားစုချားမကြီးအမြန်ကောင်းပါစေ